တို့ချင်းစင်များအားလုံးပဲမင်္ဂလာပါရှင်17ရက်17လ25ပေါ့နော်ဒီနေ့ညနေခင်း၄ဘွဲအတွက်ပါနော်ထိပ်သီးဖို့အရင်မှုဆုံးပါကြည့်အောင်နော်ဒီမှာရှိတာနဲ့နော်နှစ်ကဆိုရင်ပဲကဏ္ဍပေါင်းပါလေဒီမှာရှိတဲ့နှစ်ချ 6ပေါ့နော်နှစ်6ပေါင်းတော့8 8 6ပေါင်းတော့4နှစ်နက်ခက်4ဆက်သွားမယ်ဒီမှာရှိတာ9 9 8ပေါင်းတော့9 9 9ပေါင်းတော့6 9နက်ခက်6ဒီမှာရှိတာလည်း9ပါပဲ4 8ပေါင်းတော့9 9 8ပေါင်းတော့6 9နက်ခက်6ဒါဆိုဒီမှာရှိနေတာက8ဒီမှာရှိတဲ့9 9ရဲ့ဒီမှာလာမယ်ထိတ်တလုံးလေးပေါ့နော် ပေါင်းလုံးပေါင်းမယ်ဆိုရင်ရှစ်ပါဖြစ်မလဲဆိုပြီးတော့ရမယ်เนาะဒါဆိုရင်သူ့အတွက်က equal power နဲ့ခပ်ပေါ့เนาะ၈3တက်ဖြစ်ကမယ်။ပေါင်းလုံးပေါင်းရင်၈3တက်ပေါ့เนาะခွန်5ပေါင်းတော့2နောက်တစ်လုံးနဲ့ပေါင်းရင်၈6ခွန်5ပေါင်းတော့2နောက်တစ်လုံးနဲ့ပေါင်းရင်3တက်ခွန်5ပေါင်းတော့2နောက်တစ်လုံးနဲ့ပေါင်းရင်1 6တက် ုတ်ပြီနော်ဒါဆိုရင်ခွန်5ပေါင်းတော့နှစ်နော်နှစ်ရဲ့6ရဲ့ပေါင်းရင်ရှေ့ရမယ်နော်ခွန်5ပေါင်းတော့နှစ်နှစ်ရဲ့10ရဲ့ပေါင်းရင်3ရမယ်ခွန်5ပေါင်းတော့နှစ်နှစ်ရဲ့9ရဲ့ပေါင်းရင်10ရမယ်နော်ဒါဆိုရင်ရပါပြီနော်6တက်9ဆိုပြီးတော့ထိပ်စည်းက3လုံးရမယ်ဟုတ်ပြီနော်ဒီကမ္မဒါဆိုရင်ကိုအပိတ်ကိုသွားရအောင်နော်အပိတ်ကိုသွားမယ်ဆိုတော့အပိတ်ကကြတော့ဒီမှာရှိတဲ့เนาะ6နှစ်နှလုံးပေါင်ခြင်း၈ 6နဲ့နှလုံးပေါင်းခြင်း၈ကဆိုရင်ဒီမှာရှိတဲ့3ညာ၈နှလုံးပေါင်းခြင်း၈ရှင်းညီမြခြင်း၈ဆိုပြီးတော့ရထားတယ်။ဒါဆိုဆက်သွားမယ်ဒီမှာ3ခွနှလုံးပေါင်းခြင်း3ညာနော်3ခွနှလုံးပေါင်းခြင်း3ညာကဒီမှာ1 4ပေါင်းတော့9 3ညာပါပါ9ဆိုပြီးတော့ရထားတယ်။ဒါဆိုဒီက3 9နှလုံးပေါင်းတော့၈၈က6ရဲ့ဒီမှာနာမယ်နော် အပိတ်တစ်လုံးရင်နှလုံးပေါက်မဲ့ဆိုရင်ရှစ်ပါဖြစ်မလဲ equal power နဲ့ခံနဲ့7 3 1ဆိုပြီးတော့ပဲရမှာပေါ့နော်ဒါဆိုရင်6ရှိတာနော်နောက်တစ်လုံးနဲ့ပေါင်ရင်7ဆို2 6ရှိတာနောက်တစ်လုံးနဲ့ပေါင်ရင်3ဆို9 6ရှိတာနောက်တစ်လုံးနဲ့ပေါင်ရင်10ဆိုတော့9ပေါ့နော်နဲ့ခွန်9ဆိုပြီးတော့ရထားမယ်နော်ဒါဆိုလို့ရှိရင် ကနန်းလေးတွေပြန်ဆင်းနေတဲ့အတွက်ထိုးရမယ်ကနန်းလေးတွေကိုတွေ့ကြည့်အောင်เนาะဒီမှာ6နဲ့6ခွန်း65ပေါ့เนาะ10နဲ့10ခွန်း15ပါ9နဲ့9ခွန်း95ပေါ့เนาะဒီမမနက်ခင်းကတော့85ကအဲနေ့တိုင်းဒီမှာပါမယ်မွေးကနေ98ပါတယ်ပေါ့เนาะအဲ့တော့မွေးကနေနှစ်ကွက်မြောက်ဒီကနေ့ဆင်းနေပေါ့เนาะအင်္ဂါနေ့မှာ အဲဒါကြောင့်မလို့နေချင်းတော့ဘူးကနေမွေးတဲ့ကိုဒီမားရတော့ရမယ်ထင်ပါတယ်နော်ဒါကညနေခင်းညမှာရှာရတဲ့ကိုကွက်ပါရှာတွေ့ထားတာကိုချက်ပြချင်းဖြစ်ပါတယ်ကိုရောမတော့ကြိုက်တူမဲ့ကျန်တဲ့သမဆိုလိုက်ပြီးတော့ကစားကြပါညနေခင်းမှာကံကောင်းပါစေဆုတောင်းပေးလိုက်ပါတယ်နော်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်